ရွေးကောက်ပွဲအလော်ငြိမ်းချမ်းရေးနဲ့နိုင်ငံရေးဆွေးနွေးမှုတွေဘလို့ပုံစံမျိုးနဲ့ပေါ်ပေါက်လာနိုင်လဲဆိုတဲ့အပေါ်မှာ လေးလာသူတွေရဲ့အမြင်သဘောထားတွေကိုအောင်သူကပြောပြတင်ဆက်ထားပါတယ်ရှင်စစ်တကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းရဆိုင်တော်ကလေးငြိမ်းချမ်းရေးနဲ့နိုင်ငံရေးဆွေးနွေးမှုတွေဟာဒီနေ့အကုန်မှကျင်းပမဲ့ရွေးကောက်ပွဲအပြီးမှာပြန်လည်အသက်ဝင်လာနိုင်တယ်လို့နိုင်ငံရေးအကဲခတ်တွေကသုံးသပ်ပေမဲ့အင်အားကြီးနိုင်ငံတွေရဲ့အကူအညီမပါဘဲမဖြစ်နိုင်ဘူးလို့ဆိုပါတယ်မြန်မာနိုင်ငံမှာ တွဲဆောင်ဆွေးနွေးမှုတွေကိုတက်ဆိုင်ရအဖွဲ့အစည်းတွေအနေနဲ့အမြန်ဆုံးလုပ်ကြဖို့အာဆီယံနိုင်ငံတွေနဲ့နောက်နိုင်ငံတွေကတိုက်တွန်းနေပေမဲ့အနာသိန်းစစ်ကောင်စီဘက်ကရောတော်လိုင်းအင်အားစုတွေဘက်ကပါ တွဲဆောင်ဆွေးနွေးလို့တဲ့ဆန္ဒရှိမနေပဲစည်ရေးအရာအရှိန်မြင့်ကြဖို့နှစ်ဖက်စလုံးကပြင်ဆင်နေကြတာပါတော်လိုင်းအင်အားစုတွေဘက်ကတော့စစ်တပ်ကိုတောင်းဆိုထားတဲ့အချက်6ချက်ကိုလိုက်ရောမှုမရှိဘူးဆိုရင်တွဲဆောင်ဆွေးနွေးမှုဟာဖြစ်လာမှာမဟုတ်တယ်လို့ စစ်အာဏာရှင်ပြုတ်ကြရေးလမ်းကြောင်းအတိုင်းဆက်ပြီးရှောင်လန်းနေကြမှာဖြစ်တယ်လို့ပြောပါတယ်ကျောင်းစုကဒီစတုံးစုကိုဒီအနေထားနေဆိုရင်အရင်ဆုံးတော့ရေချင်ရောက်လာတာဖြစ်တယ်။အဲ့တော့အဲ့လိုချိန်မျိုးမှာငါပြောရဲအဲအဲ့လိုရေချင်ရောက်လာတဲ့အခါမှာတော့ဒီစတုံးစုပေးတော့နဲ့ဒါချိန်ရပါမယ်ဆိုတော့အချိန်မျိုးကတော့တော်နိုင်စုံမဖြစ်နိုင်ဘူး။ဒါတော့အဲ့လိုပဲကျွန်တော်ယုံကြည်တယ်။အဲ့တော့ငါပြောရဲတချို့တော့အစုအဖွဲ့တွေဖွဲ့စည်းပြီးမှတော့ဒါဆိုနေမှုတွေချိန်ကောင်းရှိနိုင်တယ်တော့အဲနိုင်ငံကြီးရေချင်ရောက်တော်နိုင်ရေချင်ရောက်အမြင့်ဆုံးရောက်လာတဲ့တော်နိုင်စုံလုံးကတော့အဲ့တစုံလုံးနေနဲ့အဲစစ်တပ်ကြီးနိုင်မှုအ ုဆောင်သူနေမှုပြည့်ရခါပါမယ်ခုနရောက်လာတဲ့အမြင်ဆုံးညီချင်းကိုအမြင်ဆုံးညီချင်းကနေပြီးတော့နောက်ပြန်ခဲ့ပါမယ်အဲ့ဒီခါတော့ကောင်းတဲ့ဆောင်လို့ဖြစ်နိုင်အောင်ကိုကျွန်တော်ယူဆပါတယ်စစ်တပ်ကနိုင်ငံတော်အာဏာကိုသိမ်းပြီးတဲ့နောက်ပိုင်းမှာနှစ်ပေါင်း80ကြာကြာဖြစ်ပေါ်နေတဲ့ပြည်တွင်းစစ်ကိုချုပ်ငိမ့်အောင်တိုင်းသားတော်လိုင်းအဖွဲ့တွေနဲ့အစိုးရကြားဆွေးနွေးနေတဲ့ဆွေးနွေးပွဲတွေရဆိုင်သွားခဲ့ပါတယ်အဲ့ဒီအပြင် နိုင်ငံတကာအသိတတတွေရှိမှလက်မှတ်ရေးထိုးခဲ့တယ်။တနင်္ဂနွေပြစ်ခတ်တဲ့ခက်မှုရစေးသဘောတူစာချုပ် NCA ရဲ့တရားဝင်မှုကလည်းခိုင်မာမှုမရှိတော့သလိုအဲ့ဒီစာချုပ်မှာလက်မှတ်ရေးထိုးခဲ့ကြတဲ့ကရင်မျိုးသားစီယုံ KMU ချင်းမျိုးသားတူ CNF အပြင် ABSDF နဲ့ PNLU အဖွဲ့တွေက SCA စာချုပ်ဟာတရားဝင်မှုမရှိတော့ဘဲပြက်ပြက်သွားပြီလို့ပြောပါတယ်။ဒါပေမဲ့အာနာသိန်းစစ်တပ်နဲ့ စီစာချုပ်မှာလက်မှတ်ရေးထိုးခဲ့ကြတဲ့ကြံ6ဖွဲ့ကတော့အဲ့ဒီစာချုပ်အရာမဟုတ်ပဲငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုတဖွဲ့ချင်းဆက်ပြီးဆွေးနွေးခဲ့တယ်လို့သဘောတူညီချက်တချို့လည်းရရှိထားပါတယ်။အဲ့ဒီဆွေးနွေးမှုတွေကနေရရှိခဲ့တဲ့အချက်တွေကိုဒီနှစ်အကုန်မှာကျင်းပမဲ့ရွေးကောက်ပွဲအပြီးမှာပေါပေါက်လာမဲ့လှည့်တော်မှာအတည်ပြုပြီးခဲ့ရင် SCA စာချုပ်ရဲ့လုပ်ငန်းစဉ်တွေဟာပြန်လည်အကောင့်ထဲပေါ်လာနိုင်တယ်လို့စီးရင်နိုင်ငံရေးလိလာသူတို့ကယုံကြည်နေကြပါတယ်။ဆိုင်းနာရီကိုယ်တိုင်အစပြုတော့သူတို့ကိုယ်တိုင်က အဆိုပြုလာကြတဲ့ဆိုချင်တယ်အဲ့ဒီကိစ္စပေါ်မှာအစိုးရဘက်ကလည်းလက်ခံတယ်ညီတိုင်းမဆိုးနေမယ်ဆိုတော့နိုင်ငံတကာသည်ဈေးမှထိုးထားခဲ့ပြီးတာဆိုင်းသားတွေဘက်ကလည်းတချို့ကပြန်မလုပ်လာဘူးဆိုတော့နည်းနည်းတော့ဟိုသူတို့ပထမစဉ်းစားထားတဲ့ဟာနဲ့အခုလက်ရှိဖြစ်နေတာဟာနဲ့ ဟိုဝီရောဒီတော့လာဖြစ်တာပေါ့လေကျန်တဲ့လမ်းကြောင်းတစ်ခုသွားဖို့ဆိုတာကတော့လက်ရှိအနေအထားမှာလွယ်လိမ့်မယ်မထင်ပါဘူး။ဒါကြောင့်လည်းဆိုတော့တိုင်းလားဖွဲ့စည်းတွေကိုယ်တိုင်ကိုယ်ကသူတို့ရှားရမှာရောတကယ်ကောသူတို့ညီညွတ်ရေးဆိုတဲ့ဘုံတော်ညီညွတ်ချက်ပေါ်သူတို့ကြက်ရက်ရလားဆိုတဲ့လူဆုံးပြထုတ်ချက်ရှိတာ။အဲ့တော့အဲ့ဒီဘိုင်းကတော့ဖြစ်စီသည်တော်တော်ဖြစ်နေတော့ရှိနေုံပါပဲ။နှစ်ဖက်ညှိနှိုင်းပြီးတော့အခုကြောင်းလဲမှုတွေရှိလာမှာပေါ့။ဒါတော့စောင့်ကြည့်လို့ပါလိမ့်မယ်။စစ်ကောင်စီကကျင်းပမဲ့ရွက်ကောက်ပွဲအလွန်ကာလတွေမှာပေါ်ပေါက်လာနိုင်တဲ့ငြိမ်းချမ်းရေးနဲ့နိုင်ငံရေးဆွေးနွေးမှုတွေဟာ 2023အစီပိုင်းကပုံစံမျိုးဆွေးနွေးလို့မရတော့ဘဲအနာသိမိတဲ့နောက်ပိုင်းမှာပေါ်ပေါက်လာခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရ MUG နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုချန်လက်ထားလို့မရဘူးလို့အမည်မဖော်လိုကြတဲ့စီးနိုင်ငံရေးအကဲခတ်တချို့ကထောက်ပြပါတယ်။အနာသိစစ်ကောင်စီဘက်ကတော့နိုင်ငံတော်အနာကိုရှင်ပြန်ရယူလို့တဲ့အမျိုးသားညီညွတ်ရေးအစိုးရ MUG ကိုလက်ခံတွစ်ဆုံမဲ့အခြေအနေရှိမနေပဲဒေသအလိုက်ပြန်ကျင်းနေတဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကိုတော့ တဖွဲ့ချင်းအနေနဲ့တည်တံ့တွစ်ဆုံပြီးနိုင်ငံရေးအရာဖြေရှာလာနိုင်တဲ့အခြေအနေတော့ရှိနိုင်တယ်လို့နိုင်ငံရေးလိလသုံးသက်သူဒေါက်တာအောင်မျိုးကပြောပါတယ်အန်ယူဂျီကတော့ကျွန်တော်တို့ဘလို့မှထက်သွင်းစဉ်းစားမှလည်းမဟုတ်ဘူးအတိမတ်ပြုပါလည်းမဟုတ်ဘူးသူ့အတိမတ်ပြုရင်ကျွန်တော်တို့ကဘာဖြစ်သွားမလဲနော် အန်ယူဂျီကသူကဝါဒရေးရာမူတည်ပြီးဖြစ်လာတဲ့ကျွန်တော်လက်နက်ကန်သူကတန်သာ EU ကြီးကသူကမျိုးရင်းနဲ့ပတ်သက်ပြီးဖြစ်လာတဲ့ဒီရက်တိကျတဲ့ခု မတူဘူးဆိုတော့ဒါတော့ဆရာတို့သဘောပေါက်မှာပေါ့နော်ပြောရလို့ရှင်တော့သူကသူ့လူငါတမင်းတဲ့ဥစ္စာပေါ့သူ့ကိုသူ့ရင်းအများတယ်လို့ပြောလို့မရဘူးဖွဲဟိုပါပေါ့နော်လေးဟိုပါပေါ့ဂုံးပုံကြီးလို့ပေါ့နော်အကြီးထင်ရတယ်နဲ့သူကလွတ်သွားပါလေပေါ့နော်အဲအဲ့လိုပဲကျွန်တော်တို့ကယူဆတာပေါ့နော်သူစဉ်းစားမှမဟုတ်ဘူးပေါ့သူတို့လက်တွဲမခေါ်ဘူးပေါ့အစီအရလှည့်ကြဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံရဲ့နိုင်ငံသားရေးဝန်ကြီးဘိုဟာမက်ဟာဆန်ကလည်းအော်တိုဘာလ9ရက်နေ့ကနေပြည်တော်ကို ရောက်လာခဲ့ပြီး ်အနာသိန်းစစ်ခေါင်းဆောင်အပြင်အနာသိန်းစစ်တပ်ရဲ့ကော်မရှင်အဖွဲ့ဝင်တွေနဲ့ပါတွေ့ဆုံပြီးအာဆီယံရဲ့ဘုံသဘောတူညီချက်၅ရပ်ကိုအကောင်အထည်ဖော်ပြီးအလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးပွဲကိုလုပ်ဖို့အပြင်အကြမ်းဖက်တိုက်ခတ်မှုတွေကိုရှင်းချဖို့ဆွေးနွေးခဲ့ပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ